ားလုံးပဲမင်္ဂလာပါ။ Chen Radio အစိုးရကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့အတွက်ခေါင်းနှုံတုံ Chen Radio ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ကျွန်မကတော့ဆာမ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မင်းတပ်ပအဖကတစ်တော်မူဝါဒမိုချန်းကိုရည်စဲနေပြီးပြည်သူတွေအကြံပြုနိုင်တယ်လို့ထုတ်ပြန်လိုက်တဲ့သတင်း။ဥပဒေချိုးဖောက်တဲ့မြန်မာစစ်ဘေးရှောင်တွေကိုပြင်းထန်စွာအရေးယူမယ်လို့မီဆိုရောင်းဝန်ကြီးချုပ်ပြောဆိုလိုက်တဲ့သတင်း။ ဒိဋ္ဌိမျိုးကနေရိခရကိုဆက်သွဲတဲ့နိဆက်ကုံသွဲရလမ်းမကြီးကိုစစ်ကောင်စီကချက်စီပြီးနဲ့ဖျက်ဆီးလိုက်တဲ့တဲ့ကလေးမျိုးမှာចောင်းသား6ဦးပြောင်းဆုံးနေတဲ့တဲ့နဲ့ PDF စုံလင်းရဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ်စစ်ခွန်အတွက်သင်တန်းသူသင်တန်းသားများလက်ခံနေပြီးနာမည်စည်ရင်ပေးသွင်းပြီးသူတွေအနက်အမျိုးသမီး30ရာခိုင်နှုန်းပါဝင်စတဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ် အခုအဦးဆုံးတင်ဆက်ပေးမှာကတော့ချင်းပြည်နယ်တောင်ပိုင်းမင်းထက်မြို့နယ်အတွင်ကျင့်သုံးမဲ့တစ်တော်မိုဝါရမိုချမ်းကိုရေးဆွဲနေပြီးမိုဝါရအချောသက်အတီးပြုတ်နိုင်ရေးအတွက်မင်းထက်မြို့နယ်ကပြည်သူတွေအနေနဲ့အကြံပြုချက်တွေပေးပို့နိုင်ဖို့မင်းထက်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကဇွန်လ26ရက်နေ့ရမန်နေ့ကထုတ်ပြန်လိုက်ပါတယ်စုံလတ်စတုံးရနေ့မှာပြုလုပ်တဲ့မင်းတမျိုးနယ်ပြည်သူအုပ်ချုပ်ရေးအစည်းအဝေးမှာမင်းတက်ပအဖတစ်တော်ဌာနကိုစားတက်ရောက်လာတဲ့တွဲဖက်တောင်ဝင်ခံကတစ်တော်ဌာနအနေနဲ့ ဌာနရဲ့လက်ရှိလုပ်ကိုင်ဆောင်ရည်နေမှုကိုဆွေးနွေးတင်ပြပြီးတစ်တော်ဌာနရဲ့တစ်တော်မူဝါဒမူကြမ်းကိုချပြလိုက်ခြင်းလို့သိရပါတယ်တတော်မူဝါဒမူကြမ်းကိုမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်များတပ်ဖွဲ့ဌာနဆိုင်ရာအကြီးအကဲတွေနဲ့မြို့တိုက်နယ်အုပ်ချုပ်ရေးမော်ရေကအဲ့ဒီအစည်းအဝေးမှာဝိုင်းဝန်းဆွေးနွေးဖြစ်စွတ်အတည်ပြုထားတယ်လို့လည်းသိရပါတယ် အဲ့ဒီအစည်းအဝေးကအတည်ပြုလိုက်တဲ့တစ်တော်မူဝါဒမွန်ချန်းကိုတစ်တော်ဌာနအနေနဲ့မြို့တိုက်နယ်အဆင့်အထိအဆင့်ဆင့်နေစဉ်ဟောပြောချပြဆွေးနွေးပြီးပြည်သူလူထုရဲ့အကြံပြုချက်တွေရယူမှတ်သားကမြို့နယ်ပြည်သူအုပ်ချုပ်ရေးအစည်းအဝေးမှာအတည်ပြုသွားမယ်လို့တည်ရပါတယ်။ မင်းတမြုံနယ်အတွင်းရှိပြည်သူများအနေနဲ့တစ်တော်မူဝါရမိုချန်းကိုဖတ်ရှုပြီးမင်းတပ်ပအဖယုံကိုဖြစ်စေမင်းတပ်ပအဖရဲ့ဆိုရှယ်မီဒီယာစာမျက်နှာမှာဖြစ်စေဆွေးနွေးအကြံပြုချက်တွေ ပေးပို့နိုင်တယ်လို့မင်းတပ်ပအဖအဖွဲ့ကအတိပေးစင်ရထားပါတယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအစည်းအဝေးမှာမြို့နယ်အုပ်ချုပ်ရေးမော်ရီနဲ့တကွတက်ဆိုင်ရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်များတပ်ဖွဲ့ဌာနဆိုင်ရာအကြီးအကဲများနဲ့မြို့တိုက်နယ်အုပ်ချုပ်ရေးမော်များတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့မီဇိုရမ်ပြည်နယ်ဝင်းကြီးချုပ်ပိုလတ်သူအမကမြန်မာစစ်ပီးရှောင်းတွေထဲကဥပဒေချိုးဖောက်သူတွေကိုပြင်းထန်စွာအရေးယူသွားမယ်အကြောင်းပြောဆိုလိုက်ပါတယ်။ဇွန်လ26ရက်နေ့ရမန်နေ့ကမီဇိုရမ်ပြည်နယ်ကိုရောက်ရှိလာတဲ့အိန္ဒိယနိုင်ငံသားရေးဝင်းကြီးဌာနတွဲဖက်အတွင်းမှဆူရင်ဒါဘာဂတ်နဲ့သူ့ရဲ့ယုံကားမှတွေ့ဆုံစဉ်မြန်မာစစ်ပီးရှောင်းအရေးနဲ့ပတ်သက်လို့အခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာစစ်ပေးရှောင်တွေထဲမှာကောင်းကောင်းမွန်မွန်နဲ့လာရောက်ခုလုံသူတွေလည်းရှိသလိုတစ်ဖက်မှာလည်းသူတို့နိုင်ငံရဲ့အခြေအနေကိုအကြောင်းပြပြီးနေဆက်ဖြတ်ကျော်ဝင်ထွက်သွားလာပြီးမီဇိုရမ်ပြည်နယ်ရဲ့ဒီဆေးဥပဒေတွေကိုချိုးဖောက်နေတဲ့သူတွေလည်းရှိပါတယ်ဒီလိုဥပဒေချိုးဖောက်နေသူတွေအပေါ်မှာကျဉ်းနှံစွာအရေးယူသွားဖို့ရှိပါတယ်လို့မီဇိုရမ်ဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ် မြန်မာနိုင်ငံကအနေနဲ့ဆက်ဖြတ်ကျော်ပြီးမီဇိုရမ်ပြည်နယ်ထဲကိုဝင်ရောက်လာတဲ့သူတွေကိုလည်းသူတို့ရဲ့နေထိုင်စဉ်ကာလအကျဉ်း၎င်းတို့ရဲ့မြန်မာမှတ်ပုံတင်တွေကိုတိမ်စေခြင်းတွေလှုပ်ဆောင်တင်တယ်လို့ဝင်ကြီးချုပ်ကဆက်လက်ပြောပါရီဒါအပြင်မီဇိုရမ်ပြည်နယ်အကျဉ်းဝင်ရောက်ခုလုံနေကြတဲ့မြန်မာစစ်ပေးဆောင်တွေရဲ့ဇီဝအချက်အလက်တွေကိုလည်းလာမယ့်ဇူလိုင်လမှာစတင်ကောက်ယူသွားမယ်လို့လည်းပြောဆိုကြောင်းသိရပါရီအခုလက်ရှိမီဇိုရမ်ပြည်နယ်မှာမြန်မာနိုင်ငံကနေစစ်ပေးဆောင်လာကြသူ၃၀၀ကျော်ရှိတယ်လို့သိရပါရရှင် နောက်တရင်တပုံကတော့ချင်းမင်းရဲ့တည်တည်မြုံနဲ့ရီခရာမြုံကိုစစ်သွေးထားတဲ့နေဆက်ကုံသွေးလာမကြီးကိုစစ်ကောင်စီတပ်ဖွဲ့ကမြေထိုးဆက်ချက်စီးပြီးနဲ့ယမန်နေ့မနေ့ပိုင်းကဖျက်ဆီးလိုက်ကြောင်းသိရပါတယ် တိရိမြို့အခြေဆိုင်ခလာယာ26ကိုတရင်ကစစ်ကောင်စီတပ်ဖွဲ့တွေဟာရမန်နေ့ဇွန်လ26ရက်နေ့မှာတိရိမြို့ကနေရီခူတာမြို့ဖက်အထက်လမကြီးကိုဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း PDF ဆိုလန်တာဝန်ရှိသူတို့ကပြောပါရီနေဆက်ကုံစွေလမ်းမကြီးရိသွားမဲ့တိတိမြို့ပြင်လေးမှာညချောက်ကိုတက်ကုံစစ်သားတွေကအခုလို JCB နဲ့ဖြတ်စည်းတာလို့ PDF ဆိုလန်တာဝန်ရှိသူကပြောပါရယ် အဆိုပါလမ်းမကြီးဟာဒိဋ္ဌိမြုံကနေအိန္ဒိယမြန်မာနယ်ဆက်ကုန်သွယ်ရေးစခန်းအခြေဆိုင်ရာရီခူတာမြို့ကိုစစ်သွေးရမှအထူးအသုံးပြုနေတဲ့လမ်းမကြီးလည်းဖြစ်ပါတယ်စစ်ကောင်စီကမြေထိုးဆက်ကြီးနဲ့ကားလမ်းကိုဖြတ်စည်းလိုက်တဲ့အတွက်ယခုအခါမှာဘယ်ကားမှတွန်းလာလို့မရကြောင်းသိရပါရဲ့ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့စကိုင်းတိုင်းကလေးမြို့အထက်ကရှစ်ကျောင်းမှာပြင်ညာတင်ကြားနေတဲ့အသက်14နှစ်ကနေ21နှစ်ဝန်းကျင်ရှိကျောင်းသား6ဦးဟာဆွန်လစကူရက်နေ့ကစပြီးယနေ့တိုင်းမိသားစုဝင်တွေနဲ့အဆက်အသွယ်မရဘဲပျောက်ဆုံးနေတယ်လို့သိရပါတယ်ဇွန်လ19ရက်နေ့မှာဥအောင်တိုက်ရဲ့တာမောင်အောင်မျက်နှာ22နှစ်မောင်ကောင်းမျက်နှာ18နှစ်ဥကျော်လွန်ရဲ့တာမောင်ကျော်စင်ဖြူ15နှစ် မောင်မောင်ဟုံ18နှစ်နဲ့ဦးစန်းလွင်ဦးရဲ့သားမောင်စောဒိုလင်း15နှစ်တို့ဟာကျောင်းတက်ဖို့သွားခဲ့ကြပေမဲ့ကျောင်းကိုမရောက်ရှိခဲ့သလိုအိမ်ကိုလည်းပြန်လာခြင်းမရှိဘဲပျောက်ဆုံးနေကြခြင်းလို့သိရပါတယ်လာတူဦးငွန်းဥက္ထောင်းရဲ့သားစလီနှစ်အရွယ်မောင်ပွေထချာဟာဇွန်လ20ရက်နေ့ကတငယ်ချင်းရဲ့ဆက်ဘင်းဝင်ပေးဖို့ကျောင်းကိုစောသွားမယ်လို့ဆိုကအိမ်ကနေထွက်သွားပြီးတဲ့နောက်ပျောက်ဆုံးခဲ့ကြောင်းသိရပါတယ် မိသားစုဝင်တွေကဖုန်းနဲ့ဆက်သွယ်ခြင်းလိုက်လံရှာဖွေခြင်းတွေချက်ချင်းပြုတ်လောက်ခဲ့ပေမဲ့လည်းဖုန်းအဆက်အသွယ်မရှိတဲ့အပြင်ယနေ့တိုင်းရှာဖွေတွေ့ရှိခြင်းမရှိသေးသောသီးရပါရီ မောင်ပွေးချွချရဲ့အမဖြစ်သူကကျမမောင်လေးမောင်ပွေးချွချကအပြောနေပြီးအနေအေးတဲ့သူလေးပါရှင့်ခုလိုပြောက်တဲ့အထင်းမှာပါသွားတာကြောင့်အမျိုးမျိုးတွေးပြီးစိတ်ပူရဲရှင့်ဒီနေ့နဲ့ဆိုရင်6ရက်ရှိပါပြီဟိုနာတွေးတယ်ဒီနာတွေးမိတယ်နဲ့အကုန်လုံးပတ်ချကြပါရဲရှင့်ကိုငေပေးကြပါဦးလို့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်အဆိုပါလူမှုကွန်ရက်စာမျက်နှာကဓာတ်ပုံတွေမှာပါရှိတဲ့ကြောက်ဆုံးသူတွေအနေနဲ့တစုံတယောက်သို့မဟုတ်အဖွဲလိုက်တွေးရှိခဲ့ပါက 39ကို9889366262ကိုဆက်သွယ်ပေးကြဖို့မိသားစုဝင်တွေကလူမှုကွန်ရက်စာမျက်နှာမှာလည်းဖြန့်ဝေထားပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ချင်းပြည်နယ်မြောက်ပိုင်းဒေဒီမြို့နယ်ထဲစစ်ရေးလှုပ်ရှားနေတဲ့ PDF ဆိုလန်ကအခြေခံစစ်ပြင်ကတင်တန်းအပစင်စစ်ခွန်အတွက်တက်ရောက်မဲ့တင်တန်းသူတင်တန်းသားများကိုလက်ခံနေပြီးတက်ရောက်ဖို့အမေစရင်ပေးသွင်းသူတွေထဲမှာအမျိုးသမီး30ရာခိုင်နှုန်းပါဝင်တယ်လို့ PDF ဆိုလန်တာဝန်ရှိသူတွေစီကသိရပါတယ် PDF စုံလင်ရဲ့အပတ်စဉ်16အခြေခံစစ်တင်နှန်းကိုအောင်မြင်စွာပြီးဆုံးခဲ့ကြောင်းစွန်လ14ရက်နေ့ကထုတ်ပြန်ခဲ့ပြီးနောက်အပတ်စဉ်16အတွက်ပြည်ချက်လုံငယ်များစစ်ကောင်စီကိုတွန်းလှန်ဖို့စီရင်ပေးသွင်းနိုင်ပြီလို့စွန်လ23ရက်နေ့မှာထပ်မံကြေညာခဲ့ခြင်းလည်းဖြစ်ပါရီ အခုကကျွန်တော်တို့ PDF စုံလင်းရဲ့အခြေခံစစ်ပြင်ကတင်တဲ့အပတ်စဉ်စစ်ခုံကိုမကြာမီစတင်တော့မှာပါစီရင်ပြီးသွင်းတဲ့သူကြတော့အယောက်90ကျော်နေပြီသို့တော့တင်တန်းကတော့မစသေးပါဘူးနောက်အမျိုးသမီးကတော့30ရာခိုင်နှုန်းလောက်ပါဝင်ပါတယ်စစ်အာဏာရှင်စနစ်အမြင့်ပြတ်အောင်တိုက်ထုတ်ခြင်းနဲ့မိသူမဆိုးကျွန်တော်တို့ကိုလာကျွမ်းမှအများရန်ကြိုးစုံနေတယ်လို့ SDF PDF စုံလင်းမှတာဝန်ရှိသူကိုထော်နေကပြောပါတယ် အဲ့ဒီတင်သားမှစီရင်စီရာလက်နဲ့အတုံးကျုံနီးအမိန်နာခံမှု PDF စုံလင်းရဲ့ policy များကိုခန္ဓာကြန့်ခိုင်မှုစတဲ့အသိပညာအတတ်ပညာတွေကိုတင် जा ပို့ချပေးမှဖြစ်ပြီးတင်သားအောင်မြင်ပြီးမြောက်သူတွေအနေနဲ့စစ်နေခြင်းရှေ့တန်းအပါဝင် ထောက်ဖို့ gate စခန်းဆောင်စဖို့ဆောင်စသည်ဖြင့်အဖွဲ့အစည်းရဲ့လိုအပ်ချက်တွေအပေါ်မူတည်ကတာဝန်ထမ်းဆောင်ကြရမယ်လို့၎င်းကဆက်လက်ပြောပါရီး မျိုးဆက်တစ်တွေရဲ့ရှိရေးကိုရှိရှုကယခုမျိုးဆက်မှာစစ်အာဏာရှင်အမျက်ပြတ်တိုက်ထုံနိုင်ရေးကိုအထူးကထားစူးစမ်းသွားမယ်အပြင် လာမယ့်ဒိဋ္ဌိမျိုးသိမ်းတိုက်ပွဲအတွက်လည်းပြည်တွင်းပြည်ပရှိမိဘပြည်သူတွေအနေနဲ့ဝိုင်းဝန်းပါဝင်ပေးကြဖို့ PDF ဆိုလန်ကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင် ဟုတ်ကဲ့ပါအခုလိုနားတော်တာဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်